ဘသူမှမရွှေ့ပဲတဏျာကနေတဏျာကိုသူ့ဘာသာသူခྱི་သွားနေကြတယ်ကြောက်တုံးနေမင်္ဂလာပါယူသားနဲ့ဒိမန်ပရိသတ်ကြီးကျွန်တော်တို့ကဘသူအောင်မှမတွန်းဖို့ပဲဘယ်တလေးဆန်ငားမှမဆွဲပဲကြောက်တုံးကြီးရီဟာသူ့ဘာသာသူရွေလျားသွားလာနေရဆိုရင်ယုံကြည်နိုင်မှာမလားအမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်တေမင်းတောင်ကြားထဲမှာရှိတဲ့ Race Trap Player လို့ခေါ်တဲ့6တွေ့တဲ့ရေကန်ကျမ်းမြင်မှာဒီလိုမျိုးမယုံနိုင်စရာဖြစ်ရတဲ့အမှန်တကယ်ဖြစ်ပေါ်လို့နေပါလိမ့် အဲ့ဒီနေရာကအကြောက်တုံးကြီးတွေဟာမြေပြင်ပေါ်မှာလှုပ်ရှားသွားလာနေတဲ့ရှေလျားတဲ့လမ်းကြောင်းတွေကိုထားခဲ့ပြီးသူတို့ရွေလျားနေတဲ့အတွက်သူတို့ကိုရွက်လွင့်ကြောက်တုံးနေလို့လည်းနာမည်ပေးထားပါသည်အင်္ဂလိပ်လိုဆိုရင် Selen Stone လို့အမည်ရတာပါဒီဖြစ်စဉ်ကိုနှစ်ပေါင်းများစွာပညာရှင်တွေကအဖြေရှာနေပေမယ့်အခုချိန်ထိမတွေ့ရသေးပဲကြီးမားတဲ့ဗဟေလီကြီးတစ်ခုအဖြစ်နဲ့ယနေ့ထက်တိုင်းတည်ရှိနေပါသည်ကြောက်တုံးတွေကဘယ်သူမှမရှိပဲဘားကြောင်များရွေနေရတာလေဒီကြောက်တုံးတွေဟာဘယ်လိုပုံစံနဲ့ရွေလျားနေလဲဆိုတဲ့မိကွန်းကအလွန်စိတ်ဝင်စားဖို့ကောင်းပါသည် ောက်တုံးတုံးရဲ့အလေးချိန်ဟာပေါင်ရာကနန်းအထိရှိနိုင်ပြီးသူရဲ့နောက်မှာမြေပြင်ကိုပုတ်ထိုက်ပြီးကြံခဲ့တဲ့လမ်းကြောင်းတွေကပေပေါင်းရာနဲ့ချီပြီးတော့ရှေလျားနေတာဖြစ်ပါလိမ့်။အရင်ကဒီကြောက်တုံးတွေဟာလေပြင်းတွေကြောင့်ရွေလျားတာဒါမှမဟုတ်တဘာဝလွန်စွမ်းအားတွေကြောင့်ဖြစ်တယ်လို့ထင်ခဲ့ကြပါမိမယ်။၂၀ရာစုအစောပိုင်းမှာအဲ့ဒီဖြစ်စဉ်ကိုသူတေသနာတွေစတင်လုပ်ခဲ့ကြတာဖြစ်ပါလိမ့်။နှစ်ပေါင်းများစွာကြာသွားတဲ့သူတေသနာတွေအပြီးမှာတော့သိပ္ပံပညာရှင်တွေဟာဒီဖြစ်စဉ်ရဲ့လှုပ်ဝှက်ချက်ကိုနောက်ဆုံးမှဖော်ထုတ်နိုင်ခဲ့ပါလိမ့်။ ကျောက်တုံးတွေရွေလျားခြင်းရဲ့အဓိကအကြောင်းရင်းကတော့ယာတီဥရုရဲ့ပေါင်းဆက်တက်ရောက်မှုကြောင့်ပဲဖြစ်ပါသည်။ပထမဦးစွာဆောင်းရာသီမှာ race trap player ရေကန်ကျမ်းမြင်ပေါ်မှာရေကဲအနေငယ်ဆူဝဲပြီးအပူချိန်ကြာဆင်းသွားတဲ့အခါမှာရေတွေကဘားလွာတဲ့ရေကဲအဖြစ်ကိုအေးခဲသွားခဲ့ပါသည်။ဒုတိယချက်အနေနဲ့နေရောင်ကြောင်းရေကဲတွေပြန်ရေပြောပြီးရေကဲလော်ကအကြီးစားရေကဲပြားတွေအဖြစ်ကွဲထွက်ကုန်ပါသည်။တတိယချက်ကတော့လေပြင်းနေပါပြီ။အဲ့ဒီအချိန်မှာလေပြင်းနေတိုက်ခတ်လာတဲ့အခါမှာရေကဲပြားကြီးတွေကလေရဲ့တွန်းကန်အားကြောင့်ရွေလျားလာပါသည်။ ဒီရေခဲပြားတွေကရေခဲပေါ်မှာတင်နေတဲ့ကြောက်တုံးချစ်တွေကိုပါတွန်းတိုက်သွားရကနေလမ်းကြောင်းတွေကျန်ခဲ့ပြီးရွေလျားတဲ့ဖြစ်စဉ်ကိုဖြစ်ပေါ်စေတာပဲဖြစ်ပါရည်ဒီလိုမျိုးဖြစ်တဲ့ဖြစ်စဉ်ဟာတစ်နှစ်ကိုမိနစ်အနည်းငယ်ဒါမှမဟုတ်နာရီအနည်းငယ်လောက်သာကြာရတာဖြစ်ပြီးကြောက်တုံးတွေဟာအလွန်နှေးကွေးတဲ့နှုန်းနဲ့တစ်စက္ကန့်ကိုခြေတလန်းစာလောက်ရွေလျားသွားတာပဲဖြစ်ပါရည်ဒီကုန်းချုံနေနဲ့ပြောရမယ်ဆိုရင်တော့ရွက်လွင့်ကြောက်တုံးလို့ခေါ်တဲ့ဇေလင်းစတုံးတွေဟာတဘာဝတရားရဲ့စွမ်းအားနဲ့လေဝတ်ဆန်းကျယ်မှုကိုပြသနေတဲ့အမကန်းဖြစ်ရတစ်ခုပဲဖြစ်ပါရည် ်ဘာမှပညာမှဝင်နေရလည်းမဟုတ်တလို့ဘာမှထူးခြားတဲ့ဤပညာတွေလည်းမဟုတ်ပါဘူးလူမပါပဲကြောက်တုံးနေရွေလျားနေရဆိုတဲ့စိတ်ကူးရင်ဆန်တဲ့မြင်ကွင်းဟာရေကဲရေနဲ့လီတို့ရဲ့ပြီးပြည့်စုံတဲ့ပေါင်းစပ်မှုကြောင့်ဖြစ်ပေါ်လာတာပါဒီထူးခြားတဲ့သဘာဝဖြစ်စဉ်ကိုလေ့လာခြင်းတွေအတွက်တင်မင်းတောင်ကြားလို့ခေါ်တဲ့ Death Valley က Race Trap Player ကိုတွားရောက်လည်ပတ်ကြည့်ကြပါဒီနေရာဟာကမ္ဘာပေါ်ကအထူးခြားဆုံးနဲ့စိတ်ဝင်စားစရာအကောင်းဆုံးခရီးသွားရနေရာတစ်ခုအဖြစ်တည်ရှိလိုနေပါသေးတယ် ဒီနေ့တင်ဆက်ပေးခဲ့တဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်ထပ်လည်းအခုလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးပါဦးမယ်။ဂျိုင်းနေတဲ့တဲ့ဆိုရင်တော့ channel လေးကို like and subscribe လုပ်ခဲ့ပြီး page ရှိကိုလည်း follow လုပ်ပေးခဲ့ပါဦး။အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။